လိုအားလုံးပဲမင်္ဂလာပါရှင်ဖြိုချန်နဲ့နေပြီးတော့ပြန်လည်ချိုးဆိုလိုက်ပါတယ်အနေရပါတော့ပြီးတော့အိမ်မှာအာလူကတ်တလစ်ကြောင့်လောက်ထားတာလေးကိုပြောပြမြောက်ပြမဖြစ်ပါလိမ့်ရှင်ဒီကရေဆုံးအာလူလေးတွေပြုတ်ဖို့အတွက်ကိုအရေးစိတ်ထားပါမယ်ပြီးရင်အာလူလေးတွေကို5မိနစ်15မိနစ်လောက်ပြုတ်ပါမယ် ယောအနမွေးမွေးလေးရဖို့အတွက်ပေါ့နော်မဆလာရဲ့ပြင်းတော့တိမ်နဲ့ချင်းချက်သွင်းပြုတော့ကိုတော်ပြထားပါလိမ့်။ယောချင်းနဲ့ချက်သွင်းပြုကိုထောင်းလိုက်ပါမယ်။ပြင်းတော့ခဏကဖြုတ်ထားတဲ့အာလူးလေးတွေကိုချေပေးပါမယ်နော်။အာလူးလေးတွေချေသွားရင်စားနဲ့အရသာမုံထည့်ပါမယ်။နောက်ပြင်းရင်ကြုံနဲ့ဆုံးထည့်ပါမယ်နော်။ ။ဒီကျောက်တလုံးကိုအကောင်ဝဲယူပြီးတော့ထည့်ပါမယ်။ခုနထောင်းထားတဲ့ချင်းကျက်တူအယောနဲ့မဆလာပြင်းတော့တိုင်းလို့ထည့်ပါမယ်ရှင်။ပါဝင်ပစ္စည်းအားလုံးစုံပြီးဆိုရင်တော့အကောင်လုံးတမတော့အောင်လို့မှုပေးပါမယ်။အဆင်တော့ကြော်ရရပါနော်။ဆိုတော့ဒီကခုနကျောက်နဲ့လေးကိုခလောက်တာပါမယ်။ဒါကအလုံးနေဗီနာကိုကိုလိုသလိုပုံတွင်ပါမယ်။ နာကြောင့်နှစ်ခေါက်ထားတဲ့ထဲကိုထည့်ပြီးတော့အနှစ်ရေလေးတောက်ပြီးတော့မှကြော်မဲ့အိုးတဲ့ကိုဖြူထည့်ပါမယ်နော်လူတွေကအောက်ဖက်မှာအနေငယ်နေလာပြီဆိုရင်ကိုယ်ကဒီဘက်လှမ်းပေးပါမယ်နော် တော့အချက်ညီလာပြီဆိုရင်တော့ဘီလိုအလုကတ်တက်ကြော်လေးရပြီပေါ့နော်။ဒါရတာတော့လည်းအရန်မလွယ်ဘူးဗျာ။အရန်တော့လည်းမခတ်ဘူးပေါ့နော်။ဒါမှစားလာကြတော့အရန်ရတာရှိတယ်။အဟာရရှိတဲ့အတွက်ဒါလေးကဘလောက်ပဲအလုရွှတ်ခံပြီးလိုရပြီလို့လောက်စားရတာတန်ပါတယ်နော်။အင်းလေးနေပါရတယ်ဆိုလို့ရှိရင်အရှင်မရီထွိုင်းကြည့်ကြည့်ပါလို့ပြောပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတူတူတယောက်ချင်းစီတိုင်းကိုပြပကျေးဇူးများတင်ပါတယ်နော်